အလုံးမြို့နယ်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ရက်ကွက်နေပြည်သူတွေရဲ့အဓိကလိုအပ်ချက်တွေဖြစ်တဲ့လျှက်စမီရေနဲ့ပတ်ဝန်းကျင်တန့်ရှင်းရေးကိုအရေးပြီးလှုပ်ဆောင်သွားမယ်လို့ဆိုပါရယ်အလုံးမြို့နယ်မှာအရေးတကြီးလိုအပ်နေတာတွေတိတ်မရှိပေမဲ့တချို့နေရာတွေမှာအိမ်ပုံးရေတန့်လိုအပ်နေတာတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတယ်လို့ဥယျာဉ်လွင်ကဆိုပါရယ်ဟိုဟိုနောက်တစ်ချက်ကကျွန်တော်စီမှာအဓိကဘာလိုအပ်ချက်ရှိလဲဆိုတဲ့ခါကျတော့ကျွန်တော်မြို့နယ်မှာတော့အဓိကတော့ရေစနစ်ပေါ့ ဒါကိုလည်းကျွန်တော်ကြိုးစားနေပါတယ်အခုရေစနစ်ကိုလည်းအဲအခုကျွန်တော်တို့ဟိုဒီရန်ကုန်တိုင်းအစိုးရနေပြီးတော့ခြိုက်ကားနဲ့ပူးပေါင်းပြီးအဲကျွန်တော်တို့ဒီဟိုတုန်လေးကနေရေမြေပေါ့နော်မြေကိုရေသန့်လုံးမဲ့အစီအစဉ်တွေပါပြီးအခုဒါကြီးလာပြီးဖြစ်တော့နောက်ပိုင်းဆိုရင်တော့အဆင်ပြေသွားမှာပါအခုလောလောဆယ်တော့အတက်နိုင်ဆုံးပေါ့မြို့နယ်မှာရေလိုအပ်ချက်တွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ပြည်တော်စုဖွံ့ဖြိုးရေးရမုံငွေ3000တောင်းနေရနေကျွန်တော်ရက်ွက်တွေရက်ွက်တွေမှာအဝစီတွင်းတွေတူးတယ်လောလောဆယ်ကျွန်တော်အခက်အခဲကိုဖြေရှင်းတာပါအဲနောက်ဟိုဒီဟိုပေါ့အစိုးရလုံးမဲ့ ဲ့ဒီစီမံကိန်းတွေအောင်ပြီးသွားပြီဆိုရင်တော့ဒါကြီးမလို့မလို့အပ်တော့ပါဘူးလောလောဆယ်ကတော့ကျွန်တော်မြို့နယ်ထဲကတော့အဲ့လောက်ပါပဲချာအသိဟိုကြီးကြီးမားမားတအားလိုအပ်ချက်ကြီးတော့တိတ်မရှိပါဘူးကြာဟောအာနာယပါတီဖြစ်လာပြီမဲ့ပြည်သူလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့လှုံ့ဆော်တဲ့အခါဖွဲ့စည်းပုံဖြည့်ခင်ဥပဒေကအဟံတာဖြစ်နေသေးတယ်လို့ဆိုသူကတော့ဥပမျိုးသိမ့်ပါမိမိမြို့နယ်ကျိုးနယ်နိုင်ငံတော်အကျိုးအတွက်အစိုးတင်သွင်းတာတွေနဲ့ပတ်သက်ပြီးအစစ်မပြေတာတွေရှိနေသေးတယ်လို့ဆိုပါရယ် အခုတခါပါတီကတိုက်ခိုက်ကာလအနေပြောပြောမယ်ဆိုလို့ရှိရင်ဒါအာဏာရပါတီတခုဖြစ်လာတယ်။ NLD ဆိုရတယ်လို့ဖြစ်လာတယ်။ဖြစ်လာတဲ့ခါကျတော့ဒီလိုကြုံတွေ့ရတဲ့ကိစ္စတွေမှာအဆင်ပြေတဲ့ကိစ္စတွေရှိတယ်လို့အဆင်မပြေတဲ့ကိစ္စတွေရှိတယ်။ဘာကြောင့်လဲဆိုတော့အဓိကအခက်အခဲကတော့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပြောမှာပေါ့နော်။ဖွဲ့စည်းပုံအခြေခံဥပဒေရတက်မှတ်ထားတဲ့ဘောင်တွင်းကနေအလုပ်လုပ်ရတာဖြစ်တဲ့တကြောင်ဒီကိုယ်ရဲ့ဆောင်ရွက်ခြင်းတဲ့အတိုင်းဆောင်ရွက်လို့မရတာလည်းအများကြီးရှိတယ်။ အလုံးမျိုးနယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဖြစ်သူဦးဇော်ဝင်းကတော့အစိုးရတက်တန်းနှုတ်နေသေးလို့ပြည်သူလိုအပ်ချက်တွေအားလုံးကိုမဖြည့်ဆည်းနိုင်သေးတာပါလို့ဆိုပါရယ် ပြီးတော့ကျွန်တော်တို့ဟာ NLD အစိုးရဖြစ်ပေမဲ့လို့လည်းကျွန်တော်တို့ရဲ့တက်တန်းဟာအခုမှ6လကျော်ကျော်ပဲရှိပါသေးတယ်အဲ့ဒီတော့အပြည့်အဝတော့ကျွန်တော်တို့ကမပေးနိုင်သေးဘူးပေါ့နော်ကျွန်တော်တို့တချို့တစိမ့်တစ်ပိုင်းတော့ကျွန်တော်တို့ကသူးသားပြီးတော့လှုပ်ဆောင်နေပါတယ်နောင်ကိုတည်းတဖြည်းဖြည်းနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်မှန်သမျှကို ကျွန်တော်တို့ပါတီအင်ဥဆောင်ပြီးတော့လုပ်ပေးဖို့အားလုံးအစဉ်နဲ့ပါပဲခင်ဗျဟုတ်